ဟောခင်ဗျာအလုံးမင်္ဂလာပါ clock ကနာနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီတစ်ပတ်တော့ Premier League ပွဲစဉ်ည73နေပြန်လဲဆက်တင်တော့မှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီတစ်ပတ် Premier League ပွဲစဉ်73မှာစုံတွဲနေကြတဲ့ပွဲတွေအကြောင်းလေးကိုနိုင်ငယ်ပြောပြပြီးတော့ကျွန်တော်တို့ကိုရလက်လေးကိုခမန်းပေးတော့မယ့်ဗီဒီယိုလေးဖြစ်ပါတယ်အရင်ဆုံးဗီဒီယိုလေးမထခင်ကျွန်တော် YouTube channel လေးကို like subscribe လုပ်ကြတဲ့ညီကိုလေးနဲ့ like subscribe လုပ်ပြီးကူညီပေးတော့လို့ရပါတယ်ခွေးရဆိုရင်ကျွန်တော်ဗီဒီယိုလေးကိုစားလိုက်ကြအောင်အရင်ဆုံးအနေနဲ့ကျွန်တော်စနေနေ့မှာတော့ကျွန်တော်တို့ ပွဲရကျွန်တော်9နိုင်ခွဲမှာပဲကျွန်တော်ပွဲ3ဝက်ရှိပါတယ်ဒီထဲမှာကျွန်တော်တို့အစောဆုံးပွဲတွေရတော့ကျွန်တော်9နိုင်ခွဲမှာရှင်ပြပြီးတော့12နိုင်မှာလည်းကျွန်တော်ပွဲတွေရှင်ပြီးတော့ည2နိုင်ခွဲတိကိုပွဲတွေရကျွန်တော်တို့ရှိတယ်ဒီထဲမှာကျွန်တော်9နိုင်ခွဲမှာဆိုရင်တော့ brand ဖွဲအိမ်ခွဲမှာတော့ကျွန်တော်ဘန်လင်ရတော့တွားရောက်ရင်ဆိုင်မဲ့ပွဲဒီပွဲကတော့ကျွန်တော်ဘန်လင်ရနဲ့၈ပွဲမှာတော့ကျွန်တော်တို့ချက်သီးသီးကိုအိမ်ခွဲမှာရှုံးနေထားတဲ့အတွက်ကြောင့်သူတို့တော့ကတော်တော်လေးမှာ PR များနေတယ်လို့ပြောလို့ရတယ်။တစ်ဖက်ကကျွန်တော် Brandfoot အသင်းအနေနဲ့လည်းအိမ်ကွင်းမှာလည်းခံရှင်မြန်မဲ့ပွဲမှာတော့သူတို့အနေနဲ့တော့နိုင်ဖို့ပြန်လဲကျွန်တော်ရယူသွားပြီးတော့သုံးမှတ်ရယူမဲ့ပွဲဖြစ်တဲ့အတွက်ကြောင့်ဒီတဲ့တင်းဆောင်တွဲမှုမှာတော့ကျွန်တော်ကတော့ Brandfoot ကပဲကျွန်တော်တို့အိမ်ကွင်းမှာကျွန်တော်တူးစီးလောက်နေပဲနိုင်ဖို့ပြန်လဲဖော်ဆောင်မယ်လို့မြင်တယ်။နောက်တစ်ခွဲကတော့ကျွန်တော်တို့ Sanalan မှာ Sanalan ကတော့သူ့ရဲ့အိမ်ကွင်းမှာကျွန်တော်တို့ အဲဘုံပေါက်အတင်းကိုရင်ဆိုင်မှာစန္ဒလန်ကလည်းအိမ်ငွေတော်တော်လေးမှမကျော်တဲ့အတင်းတင်းဖြစ်တယ်လို့ကျွန်တော်တစ်ဖက်ကကျွန်တော်ဘုံပေါက်ရဲ့တိုက်စစ်ကလည်းတော်တော်လေးမှကောင်းမွန်တဲ့စုဖွဲ့ကိုပိုင်ဆိုင်ထားရတဲ့ကြောင့်ဒီနေ့တည်းရဲ့စုံပေးမှုကတော့တော်တော်လေးမှကြီးတော့ကောင်းမယ်ပွဲတော်ကဖြစ်တယ်ဘာတော့ကြောက်လဲဆိုကျွန်တော်တို့အိမ်ငွေမှာလည်းစန္ဒလန်တော်တော်ကောင်းလို့ကျွန်တော်တို့ဘုံပေါက်ရဲ့ကျွန်တော်တိုက်စစ်ကလည်းတော်တော်လေးမှကောင်းမွန်တဲ့ပုံစံနဲ့ရှိတဲ့အတွက်ကြောင့်ဒီနေ့တည်းရဲ့စုံတွဲမှုမှာတော့ကျွန်တော်မြင်ရဆိုရင်တော့တေပွဲတစ်ပွဲကိုပဲဥတီသွားမယ်လို့မြင်တယ်ဒီပွဲနှစ်တည်းရဲ့ကျွန်တော်အဲပွဲလေးမှာတော့တူးတူးလောက်နဲ့ပဲပွဲပြီးသွားမယ်လို့မြင်တယ် ်ဖွဲအဲ့ဆိုကျွန်တော်နောက်တစ်ဘက်နောက်တစ်ဘက်ကိုကျွန်တော်အညာ9နိုင်ခွဲမှာပဲရှင်ပြန်ကစားကြမယ်ကျွန်တော် Manchester City နဲ့ Leeds United Manchester City ကသူ့ရဲ့အိမ်ခွင်းမှာပဲထပ်ပြီးတော့ Leeds United ကိုထပ်ပြီးတော့ရှင်ပြန်မယ်ပွဲဒီနေ့တင်းရဲ့ဆုံးလွှဲမှုကတော့တော်တော်လေးဥမာကြည်လို့ကောင်းမယ်လို့မြင်တယ်ကျွန်တော် Leeds United ကလည်းတော်တော်လေးမှာကျွန်တော်တို့နောက်တန်းကို တော်တော်လေးကောင်းမွန်တဲ့အတင်းတင်းဖြစ်တယ်လို့မြင်တယ်ပြီးတော့ကျွန်တော် Manchester City Manchester City ကတော့ကျွန်တော်အခုကျွန်တော်ပြင်းပြလေးပွဲစဉ်ဆက်နှစ်မှာတော့လည်းတို့အနေနဲ့ရှုံးပွဲကြုံတွေ့ထားသလိုတို့ချန်ပီယံလိဂ်ကြားရတဲ့ချန်ပီယံလိဂ် ပွဲမှာလည်းတို့အနေနဲ့အိမ်ငွေးမှာပဲကျွန်တော်တို့ဝေးကုန်းမှာလာရောက်ရှင်မြန်တဲ့လီဗာကူဆင်သင်းကိုကျွန်တော်တို့တူးစီဆိုပြီးတော့ရှုံးနေထားရတဲ့ကြောင့်မန်ချက်တာစီးစီးတက်ကတော့ဖီအားနည်းနည်းများများအနည်းများရှိတယ်လို့ပြောလို့ရတယ်ဒီဒါပေမဲ့လည်းကျွန်တော်ဒီကပရီးမီးယားလိကကျွန်တော်ပွဲစဉ်73မှာတော့သူ့ရဲ့အိမ်ငွေးမှာပဲထပ်ပြီးတော့ရှင်မြန်မဲ့ပွဲမှာတော့မန်ချက်တာစီးစီးနေနဲ့နိုင်ပွဲပြန်လဲပေါ်ဆောင်ဖို့လိုအပ်တယ်လို့တော့မြင်တယ်အဲ့လိုမှမဟုတ်ဘဲနဲ့ဆိုရင်ကျွန်တော်ရှေ့ပွဲတွေမှာလည်းရှုံးနေထားလို့အခုပွဲမှာထပ်ပြီးတော့ရှုံးနေထားမယ်ဆိုရင်တော့မန်ချက်တာစီးတီးရဲ့ ျွန်တော်တို့အသေးရဲ့ကျွန်တော်တို့အဲရာလက်တွေကတော်တော်လေးမှအခြေအနေစိုးနေတဲ့ပုံစံမျိုးလေးတော့မြင်နေဒီနေ့ရဲ့စုံလေးပုံမှာကျွန်တော်မြင်ရဆိုရင်တော့မန်ချက်စတာစီးတီးကတော့ဒီခါကျွန်တော်တို့သူ့ရဲ့အိမ်ကွင်းမှာပဲကျွန်တော်တစ်ဖက်ကလာရောက်ရေဆိုင်မဲ့လီအင်းကိုနိုင်ပွဲကိုပြန်လဲပုံဖော်သွားမယ်လို့တော့မြင်နေဒီနေ့ရဲ့စုံသွင်းမှုမှာကျွန်တော်နေမဲ့မန်ချက်စတာစီးတီးနေနဲ့2ဝက်လောက်နဲ့ပဲကျွန်တော်နိုင်ပွဲကိုပြန်လဲဖော်ဆောင်သွားမယ်လို့မြင်နေခွဲအဲ့ဆိုရင်ကျွန်တော်နောက်တစ်ဝက်နောက်တစ်ဝက်ကတော့ကျွန်တော်တို့ည7နာရီမှာရှင်ပြိုင်မဲ့ Brighton Everton နဲ့ကျွန်တော်တို့ ညူကဆယ်အဘတန်သူရဲ့အိမ်ကတော်တော်လေးမှကောင်းမွန်တဲ့ပုံစံတွေပြသထားဆိုညူကဆယ်အသင်းနဲ့လည်းကျွန်တော်ဂျာရဲ့ထဲမှာရှင်ပြိုင်တဲ့ချန်ပီယံလိပ်ပွဲစဉ်မှာတော့သူတို့အနေနဲ့ရှုံးပွဲကြုံတွေ့သွားတဲ့အတွက်ကြောင့်အဘတန်သင်းရဲ့ဝေးကွန်းမှာတွားရောက်ရှင်ပြိုင်မဲ့ပွဲမှာတော့သူတို့အနေနဲ့ပွဲပန်းမှုဒဏ်တွေကိုကြုံတွေ့ပြီးတော့သူတို့အနေနဲ့နိုင်ပွဲကိုဖုံဖော်ဖို့တော်တော်လေးမှခက်ခဲတယ်လို့မြင်တယ်။တစ်ဖက်ကအဘတန်တဲ့တိုက်ဆက်ကလေးတော်တော်လေးမှကောင်းမွန်တဲ့ခြေစွမ်းတွေပြသထားနိုင်တဲ့အတွက်ကြောင့်ဒီနေ့တင်းရဲ့စုံတွေးမှုမှာတော့ကျွန်တော်မြင်ရတဲ့တော့1-0လောက်နဲ့ပဲအေဗာတန်တင်းက ပဲနိုင်ပွဲပြန်လဲပုံဖော်သွားမယ်လို့မြင်တယ်ခွေအပ်ဆိုရင်ကျွန်တော်နောက်တစ်သိန်းနောက်တစ်သိန်းရတော့ကျွန်တော်တို့ sorry ညနှစ်နာရီခွဲမှာရှင်ပြိုင်မယ်ကျွန်တော်တို့လန်ဒန်မြို့ကပြိုင်မယ်ဖြစ်တဲ့ Total Hotspur နဲ့ကျွန်တော်ဖူဟန် Total Hotspur သူ့ရဲ့အိမ်ခွေမှာကျွန်တော်ဖူဟန်အသင်းကိုလက်ခံရှင်ပြိုင်မယ်ပွဲမှာတော့အဲနိုင်ပွဲကိုပြန်လဲပုံဖော်ဖို့လိုအပ်တယ်လို့တော့မြင်တယ်ဘာတော့ကြောက်လို့ရှိရင်ကျွန်တော်ပြင်းပြလေးပွဲစဉ်စနစ်မှာလဲကျွန်တော် Total Hotspur အနေနဲ့ Arsenal ကိုကျွန်တော်ကိုးပြတ်ရှုံးနေခဲ့သလိုကျွန်တော် အဲ Champion League ပွဲစဉ်9မှာတော့လည်းသူတို့နဲ့ဝေကွန်းမှာတွားရောက်ရှင်မြိုင်နဲ့ PSG နဲ့ပွဲမှာတော့ထပ်ပြီးတော့ကျွန်တော်5 3ဆိုပြီးတော့ဂိုးပြတ်ရှုံးနေမှုကိုကြုံတွေ့သွားတဲ့အတွက်ကြောင့် Tottenham Hotspur တို့ကလည်းဒီနေ့အဲဒီဘက်ရှင်ပြိုင်မဲ့ကျွန်တော်တို့အဲလန်ဒန်မြို့ကပြိုင်မဲ့အသင်းတို့တော့နိုင်ပွဲပြန်လဲပုံဖော်ဖို့လိုအပ်တယ်လို့မြင်တယ်။ကျွန်တော်တဖက်ကဝေကွန်းမှာလာမဲ့ရှင်ပြိုင်မဲ့ Fulham အသင်းတွေနဲ့ကတော့ကျွန်တော်တို့ဂျာရက်ကျွန်တော်နားရက်တွေတော်တော်လေးမှများများဆက်စားရထားပြီးတော့ကစားသမားတွေအနေနဲ့ကျွန်တော်တို့ပို့ပြီးတော့လန်ဆန်တက်ကြွနိုင်မယ်လို့တော့မြင်တယ်။တဖက်ကကျွန်တော် တော်တော်ဟောသွားတဲ့နေနဲ့တော့ကျွန်တော်ဂျာရက်ထဲမှာရှင်မြန်လေးရှင်မြန်လေးပွဲစဉ်တွေရှိတဲ့အတွက်ကျွန်တော်ပွဲပတ်မှုတံကိုပုံမခံနိုင်ရတယ်လို့မြင်တယ်ဒီနေ့တည်းအဆုံးသွေးမှုကတော့ကျွန်တော်လေးဥမာကြီးလို့ကောင်းပြီးတော့တော်တော်ဟောစပါတဲ့နေနဲ့ကျွန်တော်နိုင်ပွဲပြန်လဲပုံဖော်ဖို့လိုအပ်တယ်လို့မြင်တယ်ဒီပွဲမှာတော့ကျွန်တော်မြင်ရဆိုရင်တော့1-0လောက်နဲ့ပဲကျွန်တော်တော်တော်ဟောစပါပဲနိုင်ပွဲပြန်လဲဖော်ဆောင်သွားမယ်လို့တော့မြင်တယ်ခွေရဆိုရင်ကျွန်တော်နောက်တစ်ပွဲနောက်တစ်ပွဲတော့ကျွန်တော်တနင်္ဂနွေနေ့အစောဆုံးပွဲဖြစ်တဲ့ကျွန်တော်တို့အာဆင်နယ် မန်ချက်စတာယူနိုက်တက်မန်ချက်စတာယူနိုက်တက်ကတော့ကျွန်တော်အဝေးကွက်မှာတွားရောက်ရှင်မြိုင်မဲ့ပွဲကတော့ကျွန်တော်ခရစ်စတယ်ပဲလေးရဲ့အိမ်ကွက်မှာပဲတွားရောက်ရှင်မြိုင်မဲ့ပွဲဒီပွဲကလည်းတော်တော်လေးမှကြည့်လို့ကောင်းမယ်လို့တော့မြင်တယ်။ဘာအတွက်ကြောင့်လဲဆိုလို့ရှိရင်ချစ်ပွဲတွေမှာတော့လည်းနှစ်သင်းသလုံးကကျွန်တော်တို့ရှုံးနိမ့်မှုတွေကြုံတွေ့ထားရတဲ့ပွဲတွေရှိတယ်။ဒီအတွက်ကြောင့်လည်းကျွန်တော်ဒီတစ်ပတ်ရှင်မြိုင်မဲ့ပြင်းပြလိပွဲစဉ်ဆက်တော့မှာတော့ Manchester United အနေနဲ့နိုင်ပွဲပြန်လဲပုံဖော်ဖို့လိုအပ်တယ်ကျွန်တော်ရှေ့ပြင်းပြလိပွဲစဉ်စနစ်မှာဆိုရင်တော့ကျွန်တော်တို့ ။မန်ချက်တာယူနိုက်တက်အင်္ဂွင်အိုးထရက်ဒ်ဖို့မှာပဲကျွန်တော်တို့အဝေးကမှလာရောက်ရှင်းမြိုင်တဲ့အသင်းကိုကျွန်တော်တို့1-0ဆိုပြီးတော့ရှုံးနိုင်သွားတဲ့အတွက်ကြောင့်တော်တော်လေးဥမှကျွန်တော်တို့ခင်မက်မထားတဲ့ရလဒ်တွေဖြစ်သွားတဲ့အတွက်ကြောင့်ဒီကတော့ရောက်ရေဆိုင်ရင်မဲ့ကျွန်တော်အဝေးကွေးပွဲရလဲသူတို့တက်ကတော့ထပ်ပြီးတော့ပွဲချက်တပွဲဖြစ်တယ်လို့မြင်တယ်။ဘာလို့ကြောင့်လဲဆိုရင်တစ်ဖက်ကကျွန်တော်တို့အဲခရစ်စပယ်လိတ်ကလည်းကျွန်တော်တို့အိမ်ငွေးကိုအားတော်တော်လေးမှကောင်းမွန်တဲ့အသင်းသင်းပါလို့တိုက်စစ်ကလည်းတော်တော်လေးမှကောင်းမွန်တဲ့အစုအဖွဲ့ကိုပိုင်ဆိုင်ထားတဲ့အတွက်ကြောင့်မန်ချက်စတာယူနိုက်တက်တော့ကတော့အဲ တိတ်ပြီးတော့မလွယ်ကူလို့မြင်တယ်ဒါပေမဲ့နှစ်သင်းရဲ့ရှင်ကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်မန်ချက်တာယူနိုက်တက်ကဂျားထဲမှာကျွန်တော်နိုင်ရရထားပြီးတော့တစ်ဖက်ကကျွန်တော်ခရစ်ဆယ်ပဲလေးကတော့တို့အနေနဲ့ကွန်ဖရင့်လီမှာကန်ရတဲ့ပွဲမှာတော့တို့အနေနဲ့ရှုံးမွဲကြုံတွေ့သွားတယ်ဒီရှုံးမွဲကြောင့်ပဲကျွန်တော်ပြန်လည်ရှင်ပြိုင်မဲ့ကြောင့်ပြင်းပြလိပွဲစဉ်73မှာဆိုရင်တော့မန်ချက်တာဆိုရင်ယူနိုက်တက်ကိုတို့ရဲ့အိမ်ကမှလက်ခံရှင်ပြိုင်မဲ့ပွဲမှာတော့နိုင်ပွဲတွေပြန်လည်ပုံဖော် နိုင်မလားဆိုတော့ကျွန်တော်တစ်ချက်တော့စောင့်ကြည့်ရမယ်တစ်ဖက်ကကျတော့ Manchester United အနေနဲ့ကတော့ကျွန်တော်ဂျာယက်ထဲမှာဘာပွဲမှမရှိဘဲနဲ့တော်တော်လေးမှအနားရထားသလိုတစ်ဖက်ကကျွန်တော် Crystal Palace ကတော့ကျွန်တော်ဂျာယက်ထဲမှာရှင်ပြိုင်နဲ့ပွဲလေးတွေရှိတဲ့အတွက်ကြောင့် အဲမန်ချက်စတာယူနိုက်တက်ရဲ့စတာလို့ဆိုရင်ကစားသမားတွေအနေနဲ့ဆိုရင်တော့ပွဲပိုပတ်ထားတဲ့အတွက်ကြောင့်ဒီနေ့တည်းရဲ့စုံတွဲမှုမှာတော့ကျွန်တော်ဝေကမသွားရရင်ဆိုင်မဲ့တော့မန်ချက်စတာယူနိုက်တက်ကပဲကျွန်တော်နိုင်ဖို့ကိုပြန်လဲပုံဖော်သွားနိုင်မလားဆိုတော့စောင့်တော့ကြည့်ရမယ်ဒီဘက်ကကျွန်တော်ခရစ်စပယ်လေးရတဲ့ဂျာရဲ့ဒီမှာရှင်မြန်တဲ့ပွဲမှာရှုံးနေထားတဲ့အတွက်ကြောင့်ဒီနေ့တည်းရဲ့စုံတွဲမှုကလည်းတော်တော်လေးမှကြီးလို့ကောင်းမယ်လို့မြင်တယ်အဲဒီအတွက်ကြောင့်ပဲကျွန်တော်အမြင်ရဆိုရင်တော့ဝေကမသွားရရှင်မြန်မဲ့မန်ချက်စတာယူနိုက်တက်ကပဲထပ်ပြီးတော့နိုင်ဖို့ကိုပြန်လဲပုံဖော်ဖို့လိုအပ်တယ်လို့မြင်တယ် အဲကစားသမားတွေအနေနဲ့နောက်ခြေထဲမှာနားပွဲတွေရှိထားတဲ့အတွက်ကြောင့်ဒီဘက်ကကျွန်တော်ခွင်ဆယ်ပဲလေးထက်ဆိုင်ပို့ပြီးတော့တားတယ်လို့မြင်ဒီအတွက်ကြောင့်ကျွန်တော်ဒီနေ့တင်းရဲ့စုံတွဲမှုမှာတော့1 2လောက်နဲ့ပဲကျွန်မကျွန်တော်ကအမြင်ရဆိုရင်တော့ Manchester United ကနိုင်ပွဲပြန်လဲပုံဖော်သွားမယ်လို့မြင်တယ်နောက်တစ်ပွဲကတော့ကျွန်တော်တို့ည7:00နာရီခွဲမှာရှင်ပြိုင်ကစားကြမယ် Aston Villa နဲ့ Wolverhampton Aston Villa နဲ့ကျွန်တော်ဒီခြေထဲမှာတော့ Europa League ကိုကန်ထားတဲ့ပုံမှာတော့သူအနေနဲ့နိုင်ပွဲကိုပုံဖော်ထားသလိုကျွန်တော်တို့ အရှိပြင်းပြလေးပွဲစဉ်မှာတော့လည်းနိုင်ပွဲတွေပြန်ဖုံဖော်ထားတဲ့အတွက်ကြောင့်သူ့ရဲ့အိမ်ကွန်းမှာပဲဟူပါဟန်တာကိုနိုင်ပွဲတွေဆက်လက်ပုံဖော်သွားမယ်လို့မြင်တယ်ဒီနေ့တင်းဆုတ်တွေးမှုမှာတော့အက်စတွန်ဗီလာကပဲ3-0လောက်နဲ့ပဲဂိုးပြတ်နိုင်ပွဲကိုပြန်လဲပုံဖော်သွားမယ်လို့တော့မြင်တယ်ခွဲရဆိုကျွန်တော်နောက်တစ်ပွဲနောက်တစ်ပွဲကကျွန်တော်တို့ ည၈နာရီခွဲမှာပဲရှင်ပြိုင်ကစားကြမယ် Northern Forest နဲ့ကျွန်တော် Brighton Northern Forest ရဲ့အိမ်ကမှ Brighton တို့ကတွားရောက်ရှင်ပြိုင်မယ်ပွဲဒီနေ့တင်းရဲ့စုံလေးမှုကတော့တော်တော်လေးမှကြီးလို့ကောင်းမယ်လို့မြင်တယ်။ရှေ့ကျွန်တော်ပြင်းပြလေးပွဲစဉ်စနစ်မှာဆိုရင် Northern Forest ကဝေကူမှတွားရောက်ရှင်ပြိုင်တဲ့ပွဲမှာတော့ကျွန်တော်တို့လီဗာပူးတင်းကိုကျွန်တော်ဂိုးပြအနိုင်ရလက်ကိုပုံဖော်ပြီးတော့နိုင်ပွဲကိုပုံဖော်ထားတဲ့ဝေကူမှမဟုတ်အသူရဲ့အိမ်ကထပ်ပြီးတော့ကျွန်တော်တို့အဲတခါကကျွန်တော် Brighton တင်းရဲ့စုံတွဲမဲ့ပွဲမှာဒီနေ့တင်းရဲ့စုံတွဲမှုမှာကြောက်မြင်ရဆိုရင်တော့ တေဝက်ဝဲကိုဒါဥတီသွားမယ်လို့မြင်တယ်ဒီနေ့အစုံလေးမှာတော့တူးတူးလောက်နဲ့ပဲပွဲပြီးသွားမယ်လို့တော့မြင်တယ်နောက်တစ်ပွဲကတော့ကျွန်တော်တို့ည7နာရီခွဲပွဲမှာပဲ Northern Forest နဲ့ကျွန်တော်တို့အဲဟုတ်တယ်ခုနပွဲပြောတာကျွန်တော် Northern Forest ပွဲပွဲ Northern Forest နဲ့ပွဲပြီးသွားလို့ဆိုရင်ကျွန်တော်တို့အဲဝဟန်း ဝဟန်နဲ့လီဗာပူးဝဟန်ရဲ့အဝေးခွေးမှာလီဗာပူးတို့အနေနဲ့တွားရောက်ရှင်မြန်မဲ့ပွဲဝဟန်ကတော့ကြားရတဲ့မှာကျွန်တော်ဘာပွဲမှမရှိဘဲနဲ့ကစားသမားတွေနဲ့တော်တော်လေးဥမှအနားရထားလို့လီဗာပူးတင်းနေရတော့ကစားသမားတွေကတော့ပွဲချက်တွေကိုတုံးရတပွဲလောက်ရှင်မြန်နေရတဲ့တဲ့ကြောင့်ကစားသမားတွေအနေနဲ့တော်တော်လေးဥမှပွဲပန်းနေတယ်လို့မြင်တယ်။နီးပြအတွက်ကလည်းကျွန်တော်ဒီရှစ်လာမဲ့ပွဲနှစ်ပွဲကနီးပြရဲ့ကျွန်တော်တို့အပြောင်းလဲတွေကိုဆုံးဖြတ်ပေးမဲ့ပွဲတပွဲဖြစ်မယ်လို့တော့မြင်တယ်။ဘာလို့ကြောင့်လဲဆိုရင်ကျွန်တော်တို့အဲလီဗာပူးတင်းနေတဲ့နီးပြကိုတော့နောက်ထပ်ပွဲ အဲနှစ်ပွဲထိလောက်ကိုတော့ထပ်ပြီးတော့စောင့်ကြည့်အောင်မယ်လို့တော့မြင်တယ်ဒီနှစ်ပွဲမှာတော့နိုင်ပွဲနှစ်ပွဲသလုံးပြန်လဲပုံဖော်ဖို့လိုအပ်တယ်လို့တော့မြင်တယ်နိုင်ပွဲအဲဒီနှစ်ပွဲလုံးမှာတော့ကျွန်တော်6မှတ်ပြန်လဲရအောင်ဒီပြအနေနဲ့ဆွတ်ဆောင်အောင်မယ်ဆိုပြီးတော့ကျွန်တော်အဲပြောထားတဲ့ရှိတဲ့အတွက်ကြောင့်ငိုးကမှတော့ရရှင်မြန်မဲ့ပွဲမှာတော့လီဗာပူးသင်းနေတဲ့နိုင်ပွဲပြန်လဲပုံဖော်ဖို့လိုအပ်တယ်လို့မြင်တယ်ဒါမှမဟုတ်တစ်ဖက်ကဝဟန်သင်းနေရလဲအိမ်ငွေမှာသူ့ရဲ့အိမ်ငွေမှာလဲတော်တော်လေးမှကျွန်တော်တို့ဟိုကောင်းမွန်တဲ့သူတို့ကစားသမားအစုဖွဲ့တွေရှိသူတို့ ကစားသမားတွေလည်းအနားတော်တော်ရထားတဲ့အတွက်ကြောင့်လီဗာပူးအသင်းနဲ့ရင်ဆိုင်မဲ့ပွဲမှာတော့လီဗာပူးအသင်းနဲ့တော့တိတ်ပြီးတော့ဒီပွဲမှာတော့မလွယ်ကူလို့တော့မြင်တယ်။ဒီနေ့ရဆုံတွေ့မှုကတော့ကျွန်တော်မြင်ရဆိုရင်တော့တည်ပွဲတပွဲကိုသာဥတီသွားမယ်လို့မြင်တယ်။ဝမ်းဝမ်းလောက်နဲ့ပဲပွဲပွီသွားမယ်လို့မြင်တယ်။ခွေအားဆိုရင်တော့ကျွန်တော်နောက်တစ်ပွဲနောက်တစ်ပွဲကကျွန်တော်တို့ဒီတစ်ပွဲပြီးမြန်လီပွဲစဉ်73မှာတော့ကျွန်တော်တို့အကောင်းဆုံးတွေတွေကပွဲတပွဲဖြစ်တဲ့ကျွန်တော်တို့လန်ဒန်တာဘီပွဲဖြစ်တယ်။ ဘာကြောင့်လဲဆိုလို့ရှိရင်တော့ကျွန်တော်ချက်စီးအသင်းနဲ့ကျွန်တော်တို့အာဆင်နယ်အသင်းတို့ရဲ့ကျွန်တော်တို့ထိတ်တိုက်တွစ်ဆုံမှုကြောင်းပွဲလေးဖြစ်ရဒီနေ့တဲ့ဆုံးလေးမှုကတော်တော်လေးမှကြီးလို့ကောင်းရဲ့ပွဲတစ်ပွဲဖြစ်ပြီးတော့ဘောလုံးပေးတက်တွေစောင့်မျှော်နေတဲ့ပွဲတစ်ပွဲလို့တော့ပြောလို့ရတယ်ဘာလို့ကြောင့်လဲဆိုရင်အာဆင်နယ်အဆင့်တင်ချက်စီးကကျွန်တော်တို့အဆင့်နှစ်မှာရှိပြီးတော့တော်တော်လေးမှကျွန်တော်ဂျာရက်ထက်မှာရှင်ပြိုင်နဲ့ချန်ပီယံလိပွဲစဉ်အဲငားမှာတော့လည်းနှစ်သင်းသုံးကကျွန်တော်တို့ဂိုးပြတ်တွေကိုနိုင်ထားလို့ချစ်ပြီးမြလိပွဲစဉ် ညောစနစ်မှာဆိုရင်လည်းပြန်ကြည့်လိုက်မယ်ဆိုရင်လည်းနှစ်သင်းစလုံးကကျွန်တော်တို့ဂိုးပြတ်တွေပြန်နိုင်ထားတဲ့အတွက်ကြောင့်ဒီနှစ်သင်းရဲ့ကျွန်တော်စုံတွဲမှုကတော့တော်တော်လေးဥမာကြည့်လို့ကောင်းမယ်လို့တော့မြင်တယ်ဒီနှစ်သင်းစုံတွဲမှုမှာဆိုရင်တော့ကျွန်တော်မြင်ရဆိုရင်တော့ချက်စီးသွင်းရတော့သူ့ရဲ့အိမ်ကမှရှင်ပြန်ပြီးတော့ကျွန်တော်အဲအာဆင်နယ်ရောအဝေးကမှတောင်းရောက်ရှင်ပြန်မဲ့ပွဲဒီနေ့သူရဲ့ဆုံတွေ့မှုကတော်တော်လေးမှကြီးလို့ကောင်းမယ်လို့မြင်တယ်ဒီနေ့သူရဲ့ဆုံတွေ့မှုကတော့နည်းနည်းလေးတော့ပြောရခက်ပင်မဲ့နှစ်သင်းစလုံးကတော့တော်တော်လေးမှခြေသွမ်းနေတည်ငြိမ်ပြသထားနိုင်တဲ့အတွက်ကြောင့်တေဝဲတစ်ပွဲကိုပဲဥတီသွားမလားဆိုတာတော့ အဲပြောလို့မရညီမတွေနဲ့ရောအဲဒီချက်စီးတင်းနဲ့အာဆင်နယ်တင်းကိုဘယ်တင်းကနိုင်ပွဲတွေပုံဖော်သွားမယ်လို့မြင်လဲတကယ်လို့လားအာဆင်နယ်တင်းနဲ့ဝေးခွင့်မှာလာရောက်ရှင်မယ်နဲ့ပွဲမှာလားနိုင်ပွဲကိုပုံဖော်လိုက်မယ်ဆိုရင်တော့တေချာသွားပြီအာဆင်နယ်အတွက်ကတော့ဘယ်သူမှလိုက်မမိနိုင်တဲ့အကြောင်းမရှိဘူးလို့တော့မြင်တယ်အဲ့လိုမှမဝင်နဲ့ချက်စီးကသူ့ရဲ့အိမ်ခွင့်မှာပဲအာဆင်နယ်ကိုနိုင်ပွဲတစ်ပွဲကိုရောက်အောင်ပုံဖော်နိုင်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့အဲ အာဆင်နယ်ကတော့အမှတ်ဖြတ်ဖို့တော်တော်လေးမှပြန်လဲခက်ခဲတော့မယ်လို့တော့မြင်တယ်ဒီနေ့အဆုံတွဲမှုကတော့တော်တော်လေးမှကြီးလို့ကောင်းမယ်လို့တော့မြင်တယ်ညီကိုရင်းနဲ့ရောဘယ်လိုမြင်ကြလဲဒီတစ်ပတ်ပြင်းပြလေးပွဲစဉ်73မှာဆိုလို့ရှိရင်တော့ကျွန်တော်ရှုံးပွဲကြုံတွေ့ထားတဲ့အသင်းကြီးတော်တော်များများလေကျွန်တော်6တင်းနဲ့မှဆို4တင်းလောက်ကရှုံးထားတဲ့အတွက်ကြောင့်ဘယ်တင်းတွေပြန်လဲနိုင်ပွဲတွေကိုပုံဖော်ပြီးတော့ဘယ်အသင်းကြီးတွေအများထပ်ပြီးတော့ရှုံးနေမှုတွေကြုံတွေ့ရမလဲဆိုတာဝင်ရောက်ဆွေးနွေးမှတ်ချက်ပေးသွားလို့ရပါတယ်။ live ချစ်ချစ်ဝေးတဲ့ညီကိုတယောက်ချင်းတိုင်းကိုကျေးဇူးများတင်ပါတယ်။ကျွန်တော်နောက်ဗီဒီယိုလေးမှာပြန်လဲဆုံတွေ့ကြတော့ဗျာ။